ကော်သားမျိုးအထက်ကတုံးကျောင်းကကျောင်းသားတအုပ်ကတခန်းထဲနေကျောင်းသားတအုပ်ကိုပေါင်တူးယူနဲ့ရိုက်ခတ်မှုဟာမျိုးကံတွေအကြောင်းဝေဖန်မှုမြင့်တက်နေတယ်လို့သိရပါဗျ။ ဖြစ်စဉ်ဟာဇွန်လပထမဘက်အတွင်းဖြစ်ပွားခဲ့ပေမဲ့အခုရက်ပိုင်းမှာမြို့ကန်တွေနဲ့လူမှုကွန်ရက်မှာဝေဖန်မှုတွေပြန်လည်ဖြစ်ပေါ်လာတာဖြစ်တယ်လို့သိရပါဗျ။အရိုက်ခံရတဲ့ចောင်းသားကဂရိတ်နိုင်းအတန်းမှာပညာသင်ကြားနေတာပါ။အရိုက်ခံရပြီးတဲ့နောက်မှာအာယုံကျော်ထီသွားလို့ထိုင်းနိုင်ငံရန်နောင်းမြို့စီးရင်ကိုပို့လိုက်ရတယ်။ဖြစ်စဉ်ဖြစ်တဲ့အချိန်တုန်းကမျက်လုံးတွေမမြင်ရတော့တဲ့အထိဖြစ်သွားတယ်။စေကူတော်မှုခံယူပြီးနောက်မှာတော့ပြန်လည်တက်တာလာလို့အမြင်အာရုံပြန်ရပြီလို့ကြားရတယ်။အခုစင်းယုံကစင်းခွင့်ရလို့ပြန်တက်တာနေပါပြီလို့ကော်သားမြို့ကန်တေဟုကပြောပါရယ်။ ကျင်းစင်ဟာဇွန်9ရက်မိုးလဲ3နာရီခန့်ကအထက်က3အေးရိတ်ညင်ကကျောင်းသားတအုပ်ကိုတခန်းတင်းနေကျောင်းသားတအုပ်ကပေါတူးရိုးနဲ့ရိုက်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဆိုပါကျောင်းသားဟာရိုက်ခံရလို့ ကော့တောင်းပြည်သူစေယုံမှာရောက်ရှိနေကြောင်းတာဝန်ကျဆေးရုံကဖုန်းနဲ့အကြောင်းကြားလာတဲ့အတွက်ရဲတပ်ဖွဲ့ကတွားရောက်ကြေရှုရာကော့တောင်းမြို့အေးရိပ်ငြိမ်ရက်ကွက်ဂရိနိုင်းကျောင်းသားအသက်၁၄နှစ်အရွယ်မောင်ပြဖြူမောင်မောင်ဖြစ်ကြောင်းသိရပြီးဝဲနာသွေးထွက်ဝဲနာနောက်ဖူးရောက်တရားရရှိတာကြောင့်မှုကင်းစေးစာရေးသားခဲ့တယ်လို့သိရပါဗျာ အရိုက်ခံရတဲ့မောင်ပြေဖြိုးမောင်မောင်ဟာရရှိတဲ့ဒဏ်ရာမသက်သာတာကြောင့်ကော့တောင်းမြို့စင်းရုံကနေတဆင့်ထိုင်းနိုင်ငံရန်တော်မြို့စင်းရုံကိုပို့ဆောင်ပေးခဲ့ရကြောင်းသိရပါဗျ။ဖြစ်စဉ်ကိုစုံစမ်းခဲ့ရမှာဆုံ9ရက်ကမောင်ပြေဖြိုးမောင်မောင်ကိုတခန်းတည်းစာသင်နေတဲ့16နှစ်အရွယ်မောင်ကျော်မိုးဝင်းကတမိုင်းစာသင်ချိန်နဲ့သိပ်ပံစာသင်ချိန်ဆီယမအကူပြောင်းအချိန်မှာပေါတူးရိုးနဲ့ရိုက်ခဲ့ကြောင်းမောင်ပြေဖြိုးမောင်မောင်နဲ့မောင်ကျော်မိုးဝင်းဟာရန်စားရှိကြောင်းမောင်ကျော်မိုးဝင်းက မခံနိုင်ပေပေါတူးရိုးကိုယူပြီးဦးခေါင်းကိုရိုက်ခဲ့ရာ အိုးကောင်းကွဲခြင်းမရှိဘဲဝဲနာသွေးထွက်ဝဲနာနောက်ဖူးရောင်တန်ရာရရှိပြီးစိုးရင်ရတဲ့သတိမေတန်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရရှိခဲ့တဲ့တန်ရာတွေကထိုင်းနိုင်ငံရန်ကောင်မြို့စေယုံမှာခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်ဇွန်9ရက်မှာအနေငယ်မျက်လုံးပြောင်းမြင်ခဲ့ရကြောင်းအခုအခါတက်တာလာပြီးမျက်လုံးပြောင်းမြင်ရကြောင်းဒေတာကန်တွေကပြောပါတယ်။အစောမှာဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်နှစ်ဖက်မကြေလည်မှုတွေရှိနေကြရကနေလူမှုကွန်ရက်မှာကြေကြေပြန့်ပြန့်ဝေဖန်မှုတွေဖြစ်ပေါ်လာတာဖြစ်တယ်လို့သိရပါဗျ။